။အော်ပတ်စာပါဟိုဇာတိကတော့ရှင်မင်းဆောင်ကကနိုင်နိုင်မှတ်ပုံနဲ့နဲ့ဘက်ကတော့တတုံးတ၄၆လေးပါ။တောင်ခရမ်းဇာတိပါကျွန်တော်ယောသားစစ်စစ်ပါကျွန်တော်မျိုးသမီးကတော့မကွေးသူပါကျွန်တော်အဲမကွေးကိုလိုက်ပြီးမှလှုပ်လှုပ်ရင်းနဲ့ကျွန်တော်ဒီမကွေးရနေမှာပေါ်တာဆွဲခံရတာပါ။စစ်မှုမထမ်းရမနေရစီမှာပေါ်တာဆွဲလို့ကျွန်တော်တို့ကလေးမျိုးကိုရဲဟဲလေးကြီးနဲ့ခေါ်သွားပါတယ်။ခေါ်သွားတော့အဲ့ဒါမှရောက်တော့ကျွန်တော်တို့ပတ်စာလေးကိုအဲ့ဒါမှ တနက်အဖြုတ်အတက်တွေကိုတင်ပေးရပြစ်ခတ်မှုပုံစံမျိုးတွေကိုသူတို့တင်ပြပေးပါတယ်အဲ့ဒါပြီးရင်အရေးကြီးတဲ့စီမံကျွန်တော်တို့ပတ်စတွေကိုရှီတန်းကိုပို့ရရှီတန်းကိုပို့ရတဲ့အချိန်မှာကျွန်တော်တို့ကိုလေရဟက်လေရင်းနဲ့ဒီဟာခါမျိုးယူဟာကုန်းဆိုတဲ့စစ်တပ်ကိုပို့အဲ့ဒါကိုချပေးတော့ညနေ6:00နာရီခွဲဝန်းကျင်တော့ကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်ရဟက်ရင်းနဲ့ရောက်ခဲ့ပြီးတော့နိုင်ခွေကြိုကြိုလောက်နားပြီးတော့ကျွန်တော်တို့ရည်ကြီးရဲ့စုကကျမှာဒီဟိုက ကြောက်တန်ကုန်ဖက်ကိုကျွန်တော်တို့ကိုကားနဲ့လိုက်ပို့ပါလေကားနဲ့လိုက်ပို့လိုက်တော့အဲ့ဒီအချိန်ကကျွန်တော်တို့ကလုံကြုံရေးပို့စစ်ကားတော့တစ်ခါမှတော့မတိုက်ဘူးပါဘူးအဲ့ဒီအားမှာကျွန်တော်တို့ရောက်တော့ကျွန်တော်တို့ပတ်စာတွေကိုကြီးစံတယောက်ကို90စီပေးပဲလက်ပြပုံတစ်လုံးစီပေးပါတယ်တနက်ကတော့အရေးကြီးတဲ့အချိန်ကျမှကိန်းဆောင်တဲ့အချိန်တော့မှပဲပြီးပြီးကိန်းပြီးသွားနေသူတို့ကပြန်သိမ်းပါတယ်အဲ့ဒါဒီစစ်တပ်တရနေပြီးမှပတ်စာတွေထုတ်ပြလို့ရှိရင်ဒီ CD အနို PDF တို့တွေနေပြီးမှ ဟိုကျွန်တော်တို့ဒီတက်နဲ့ကို add ပြီးလို့ရှိရင်လဲဟိုကသူကငွေကိုချိမြင်တယ်ငွေချိမြင်ပြီးလို့ရှိရင်လဲမင်းတို့ကလကားမထားဘူးသူတို့လိုအပ်တဲ့အချစ်လက်တွေကိုမင်းမြန်းပြီးဟိုပြူပြီးဆိုလို့ရှိရင်သူတို့ကတခါတည်းတက်ပြီးတယ်ရှော့ပြီးတယ်အဲ့လိုမျိုးသူတို့စစ်တာဝါရဖြန့်တယ်ပေါ့ဝါရဖြန့်တယ်ဟိုအဲ့ဒါဆိုကျွန်တော်တို့ကလည်းမလုတ်ချင်မဲ့လူတော့မထူးတော့ပါဘူးဒီမှာတေခမတေတော့ဒီမှာကျွန်တော်ဖြစ်ပြီးခဲ့တာပါတနေ့တပါယူမှာနှစ်ယောက်ဖြစ်ပြီးလာခဲ့တယ်ဖြစ်ပြီးလာခဲ့တဲ့အချိန်မှာဒီခါခါ ဒီရဲ့အဖွဲ့ကိုလူငယ်ဖွဲ့ဖို့ဗျာအဲ့ဒါကကျွန်တော်တို့နေတွေ့တော့သူကကောင်းကောင်းမွန်မွန်ပဲကျွန်တော်တို့ကိုစူစူပါတယ်စူစူမှကျွန်တော်တို့စားဝတ်နေရေးအဆင်ပြေအောင်ကျွေးမွေးတယ်စောင့်ရှောက်တယ်အနေမပြုတ်အောင်အဲ့လိုမျိုးတွေဒါတက်နေတယ်လေကျွန်တော်တို့ကဒါအမှန်ကန်လဲအပ်ပါတယ်သူတို့စုလဲချင်းမြင်ပါတယ်ဟုတ်စုလဲချင်းမြင်ပါတယ်အခုလဲကျွန်တော်တို့မိဘတွေရှိသွားကြည့်နေအောင်ကျွန်တော်အဲ့တောင်ခန်းကိုလဲဒါကျွန်တော်ဒီဟာကလူငယ်အဖွဲ့ကနေပြီးမှကျွန်တော်တို့ကို အိမ်နေအရောက်လိုက်ပို့ပေးပါတယ်ဒီစီပြီးမှအဲ့ဒါကိုဒီစစ်တပ်ကနေမှထွက်ပြေးတဲ့လူမှန်သမျှကိုတတ်တယ်ဆိုတော့ဒီဝါရကိုသူတို့ဖြတ်နေတာကိုမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပတ်စာတွေတည်စီချင်းလို့ကျွန်တော်ကအဲ့လိုလူမျိုးပြောပြပေးတာပါနောက်အဲ့ဒီပြောချင်တာဒီပတ်စာမှန်သမျှလဲဟိုထွေပြလို့ဒီလူငယ်ဖွဲ့နဲ့တွေ့လို့လဲတက်ခမ်းမယ်ဆိုတာမျိုးလည်းမဟုတ်ပါဘူးအဲကျွန်တော်လည်းအမြဲတမ်းကြိုးဆိုပါတယ်ပတ်စာမှန်သမျှလဲအကုန်လုံးတကယ်လို့ကပြည့်မယ်ဆိုလို့ရှိရင်လဲ ကျွန်တော်တို့နဲ့အမြန်ဆုံးဆက်သွယ်ပေးပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ကျွန်တော်ပြောချင်တာဒီလောက်ပါပါ Thank you.